မင်္ဂလာပါစီရိုင်လိုခေါ်တဲ့တချို့ပြိုင်ပွဲဝင်ကစားသမားတွေသုံးတဲ့ဆေးကိုမသုံးပေးနဲ့ဂျင်ကစားလို့ရှိရင်မာဆယ်တက်လာနိုင်ပါသလားဆိုပြီးတော့မေးကြတဲ့လူငယ်လေးတွေအတွက်ပြန်လေဖြေကြားပေးခြင်းပါကျွန်တော်ကိုယ်တိုင် lifetime native supplement တွေလောက်တာတုံးပြီးတော့ကစားတဲ့ကစားသမားတယောက်ဖြစ်ပါတယ်အချိန်တည်တည်ကြာကြာပေးပြီးတော့ကစားမယ် consistency လို့ခေါ်တဲ့ design မှတ်မှတ်ကစားမယ်နီးလန်းတကြကစားမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးကျွန်တော်လိုမျိုးအခုလိုမျိုးခန္ဓာကိုယ် muscle quality muscle အရွေအစားတော့ရောက်ဖို့လုံးဝတေချာပါတယ်ဆိုတာကို ဖြေကြားပေးခြင်းပါတယ် တို့တော့ steroid သုံးတဲ့ကစားသမားတွေထဲကျွန်တော်တို့တဘဝအတိုင်းကစားတဲ့ကစားသမားတွေကပို့ပြီးတော့စ조사အားထုတ်ဖို့လိုအပ်ပါတယ်ဆိုတာကို စေတနာနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်အသုံးဝင်တဲ့ထင်လို့ရှိရင်တော့ like and share ထပ်လုပ်ပေးလို့ရသလိုအောက်မှာ comment လေးရေးပေးလို့ရပါတယ် thank you ပါ